ကိုက restaurant မှာ booking လုပ်ချင်တယ်ဆိုလို့ရှင်เนาะဒီ video ကိုအဆုံးထိကြည့်လိုက်ပါဇာတော့ဆိုင်မှာစားချင်တယ်ဒါပေမဲ့ဘယ်လို booking လုပ်ရမှန်းမသိဘူးဘယ်လို bill ရှင်းရမှန်းမသိဘူးဖြစ်နေတယ်ဆိုလို့ရှင်เนาะဒီ video ကိုအဆုံးထိကြည့်လိုက်ပါပထမဦးဆုံး booking လုပ်ဖို့အတွက်ဘယ်လိုပြောရမလဲဆိုလို့ရှင် I would like to no I I would like to make a reservation please I would like to make a reservation please ဒီ sentence ကလေအခု restaurant booking လောက်တာပဲဖြစ်ဖြစ် hotel booking လောက်တာပဲဖြစ်ဖြစ်ပြောလို့ရပါတယ်နရောက်အတွက် book table တစ်ခု booking လုပ်ချင်ပါတယ် I'd like to reserve a table for two ဒီနေရာမှာ i'd like to book လဲပြောလို့ရတယ်ဘာလို့ i would like to ပြောရလဲဆိုလို့ရှင် formal တွေမှာ i want to မပြောဘဲနဲ့ i would like to ပေါ့နော်အဲ့ဒါလေးသုံးပါတယ်အဲ့ဒီအသုံးနှုန်းလေးကမြန်မြန်ပြောတဲ့အချိန်မှာ i'd like to ဖြစ်သွားပါတယ် i'd like to reserve a table for two i'd like to book a table for two လို့ပြောလို့ရပါတယ်ဘယ်အချိန်လာကျင်တာလဲပေါ့နော် what time would you like to come what time would you like to come ဒါဆိုကိုကကိုလာခြင်းတဲ့အချိန်ဖြေလို့ရတယ် dinner ဆိုတော့ကျွန်တော်က around 7 pm around 7 pm ဒါမှမဟုတ် around 8 pm တို့က may i have your name please နာမည်ပြောပြလို့ရလားဆိုလို့ရှိရင် အာ my name is မမောင်လို့နောက်ရက်ပေါ့နော်ကိုကဒီညသွားခါနေတစ်ချက်လောက် confirm လုပ်လိုက်အောင်မယ်နည်းနည်းပြန်ပြီးတော့မှ confirm လုပ်ချင်တယ်ဆိုလို့ရှင်နော် I'd like to confirm my reservation for tonight ဒီညအတွက်ဟို booking တင်ထားတဲ့နေရာလေးကို confirm လုပ်ချင်ပါတယ်လို့ပြောလို့ရပါတယ် so ဟိုရောက်တော့ကိုက bill ရှင်းမယ်ဆိုလို့ရှင်နော်ဘယ်လိုပြောလို့ရလဲဆိုလို့ရှင် can i have the bill please can i have the bill please bill လေးပေးလို့ရမလားဒါဆိုရင်ကိုက cash နဲ့ပေးချင်တာပဲဖြစ်ဖြစ်ငွေသားနဲ့ပေးပေးချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် card နဲ့ပေးချင် တာပဲဖြစ်ဖြစ်ပျော်ပေးခြင်းနဲ့ဆိုလို့ရှင်တော့နေတို့ငွေသားလက်ခံလာဒါမှမဟုတ်ရင်ကန့်နှံ့ပေးတာလက်ခံလာလို့မေးလို့ရပါတယ် Do you accept cash or card Do you accept cash or card လို့ပြောလို့ရပါတယ် Waiter ဘက်ကဘယ်လိုပြောမလဲဆိုရင်ငွေသားပဲလက်ခံနေဆိုရင် we only accept cash we only accept cash ဒါဆိုရင်တို့က cash နဲ့ပေးလိုက်တယ်ဒါဆိုရင်တော့နောက်တစ်ခုကမအမ်းနေတော့အတွေ့ယူထားလိုက်တော့ဒါမှမဟုတ်ရင်ပြန်မအမ်းနေတော့လို့ပြောချင်လို့ရှင် keep the change keep the change ဟုတ်ပြီနော်ဒါဆိုရင်ဒီအစားအစာစားလို့ကောင်းတယ်လို့ပြောလိုက်လည်းရပါတယ် the food was amazing the food was amazing ဒါဆို waiter တွေဘက်ကလည်းကိုကို thank you for coming please visit us again နောက်တစ်ခါလည်းလာပေးပါနော်လာပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောလို့ရပါတယ်